နေမင်းကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်းလေးတသမ6ဘီလီယံလောက်ကအီယာမတငွေနဲ့ဖုံမှုန့်တိမ်တိုက်ကြီးကနေစတင်ဖြစ်ပေါ်လာခဲ့တာပါဒီဖြစ်စဉ်ကိုသိပ္ပံပညာရှင်တွေကအခုလိုရှင်းပြကြပါတယ်နံပါတ်1မူလတိမ်တိုက်ပြုကြခြင်းအာကာသထဲမှာရှိတဲ့ကြီးမားလာတဲ့တငွေနဲ့ဖုံမှုန့်တိမ်တိုက်ကြီးအဓိကအားဖြင့် ဟိုက်ဒရိုဂျင်နဲ့ဟီလီယံဟာသူ့ရဲ့ကြဆွဲအားကြောင့်တဖြည်းဖြည်းကျုပ်ဝင်ပြိုကျလာပါတယ်ဒီဖြစ်စဉ်ကိုအနီးနားကစူပါနိုဗာလိုမျိုးကြည်ကြီးတွေပောက်ကွဲမှုကနေထွက်လာတဲ့စွမ်းအင်လိုင်းတွေကစတင်လှုပ်ဆော်ပေးနိုင်တယ်လို့ယူဆကြပါတယ်နံပါတ်1လက်ပတ်မှုနဲ့ပြတ်ချက်သွားခြင်းတိမ့်တိုက်ကြီးကကျုပ်ဝင်လာတာနဲ့အမျှလက်ပတ်နှုံးလဲမြန်လာပြီးရေခဲပြင်ပေါ်မှာကပ်နေတဲ့စကိတ်သမားကသူ့လက်တွေကိုယုတ်လိုက်ရင်လက်ပတ်နှုံးမြန်လာတယ်လို့မျိုးပါပဲဒီလိုလက်ပတ်မှုကြောင့်တိမ့်တိုက်ကြီးဟာပြတ်ချက်တဲ့ပုံစံအဖြစ်ပြောင်းလဲသွားပါတယ် နံပါတ်3ဗဟိုချက်တွင်စူးစီးခြင်းဒီပြချက်တဲ့တိမ့်တိုက်ထဲကကျက်ထုအများစုဟာဗဟိုချက်စီကိုဆွဲငင်စူးစီးသွားပြီးတံငွေလုံးကြီးတစ်လုံးဖြစ်ပေါ်လာပါတယ်။ဒီတံငွေလုံးကြီးကပဝန်းကျင်ကကျက်ပစ္စည်းတွေကိုဆက်လက်ဆွဲယူစူးစီးနေပါတယ်။နံပါတ်4ဖီအားနဲ့အပူချိန်တိုးလာခြင်းဗဟိုချက်မှာကျက်ထုတွေစူးစီးလာတဲ့အတွက်ဖီအားနဲ့အပူချိန်တွေဟာအလွန်အမင်းမြင့်တက်လာပါတယ်။အပူချိန်ဟာဒီဂရီစင်တီဂရိတ်တန်ပေါင်း15တန်းကျော်အထိရောက်ရှိလာပါတယ်။ နံပါတ်5နျူကလ িয়ার ပေါင်းစပ်မှုစတင်ခြင်းအပူချိန်နဲ့ဖိအားတွေအလွန်ပြင်းထန်လာတဲ့အခါဓာတ်ငွေလုံးကြီးရဲ့ဗဟိုချက်မှာနျူကလ িয়ার ပေါင်းစပ်မှုဖြစ်စဉ်စတင်ပါတော့တဲ့ဒီဖြစ်စဉ်မှာဟိုက်ဒရိုဂျင်အက်တမ်လေးလုံးပေါင်းစပ်ပြီးဟီလီယံအက်တမ်တစ်လုံးဖြစ်ပေါ်လာကကြီးမားတဲ့စွမ်းအင်ပမာဏထွက်ပေါ်လာပါတယ်။ဒီလိုစွမ်းအင်တွေစတင်ထုတ်လွှတ်တဲ့အခါမှာတော့ကျွန်ုပ်တို့ရဲ့နေမင်းကြီးစတင်မွေးဖွားလာခဲ့တာဖြစ်ပါတယ်။